Reddit အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရှင်အနာသိခေါင်းဆောင်နဲ့ရုရှားသမ္မတပူတင်တို့သဘောတူညီချက်စာချုပ်များအမိုက်တာဖြစ်သွားပြီဟု NGO ကပြောဆိုထားတဲ့ဆိုတဲ့သတင်းကိုတိဆက်ပေးမှာဖြစ်ပါရှင်အနာသိစကောင်းဆောင်ရဲ့ရုရှားခီးစစ်အတွင်မှာချုပ်ဆိုခဲ့တဲ့စာချုပ်များကိုရောအမျိုးသားညီညွတ်ရေးအစိုးရ NGO ကအတိမမပြုဘဲကြော်လိုင်းရင်အောင်မြင်ပြီးတဲ့အချိန်မှာရင်းသဘောတူညီချက်စာချုပ်များကအမိုက်တာဖြစ်သွားပြီဟု NGO သမ္မတရုပ်ပြောရေးဆိုခွင့်ရှိသူဦးကျော်စောကသတိပေးပြောကြားထားဖြစ်ပါရှင် မတ်လ3ရက်နေ့ကနေ6ရက်နေ့အထိရုရှားနိုင်ငံမော်စကိုတို့၄ရက်ကြာတွားရောက်ခဲ့တဲ့အာနာသိန်းစစ်ခေါဆောင်မူချုံမူကြီးမေအွန်လိုင်းဟာဆိုလို့ရှိရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့သလိုတဘောတူစာချုပ်နဲ့အနာလက်မူစာချွန်လာတစ်ဆယ်ခုလက်မှတ်ရေးထိုးခဲ့မှုအပေါ်မှာအန်ယူဂျီသမ္မတရုပ်ပြောရေးဆိုခွင့်ရှိသူကတုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်ပါရယ် ကျွန်တော်တို့ NUG ဟိုအရင်ကတည်းကပြည်သူလူထုတွေကိုဒီဇိုင်းမမတ်ပြောလာပါတယ်။တရားဝင်ကြီးညာချက်တွေလည်းထုတ်ထားပြီးသားဖြစ်ပါတယ်။အကြံဖက်စကားဆောင်မရလိုက်နဲ့အကြံဖက်စကားစရာတရားဝင်အကြံဖက်စစ်အုပ်စုသားဖြစ်ပါတယ်။ဒါကြောင့်သူတို့နဲ့လက်မှတ်ရေးထိုးရတွေစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဘာပဲဖြစ်ဖြစ်တရားမဝင်ပါဘူး။ပြည်သူအစိုးရအနေနဲ့အတိမတ်မပြုပါဘူး။ကျွန်တော်တို့တော်လည်းရအောင်မြင်ပြီးတဲ့အချိန်မှာဒီစာချုပ်ဟာရှင်းရှင်းပြောရရင်အကြံဖက်စကားစရာနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေဟာအမိုက်ပဲဖြစ်သွားမယ်ဆိုတော့ကိုထပ်ပြီးအတိပေးတတိပေးပြောကြားခြင်းမ င်ပါတယ်။ဒါရုရှားနဲ့မင်းအွန်လိုင်းချုပ်ဆိုတဲ့အပါအဝင်ဖြစ်တယ်ဆိုတာလည်းအတိအလင်းပြောကြားချင်ပါတယ်ဟုဦးကျော်စောပြောဆိုထားဖြစ်ပါတယ်။စကောင်းစကောင်းဆောင်တဲ့ရုရှားသမ္မတပူတင်ကိုရှေ့မောက်တွင်ချုပ်ဆိုလဲလဲခဲ့တဲ့တဘောတူစာချုပ်နားလည်မှုစာချုပ်နာများအနေနဲ့မြန်မာနိုင်ငံတွင်နျူကလ িয়ার ချက်ပေါင်းဖို့တည်ဆောက်ရေးစီမံကိန်းများလည်းပါဝင်ကြောင်းသိရပါသည်အဆိုပါစီမံကိန်းကိုတော့အနုမြူစွန်းအင်ကိုငြိမ်းချစွာအသုပ်ပြုရာတွင်နျူကလ িয়ার နဲ့ဓာတ်ရောင်ခြေပေးအရေးကင်းရှင်ရေးစီမံ စီမင်းဥပဒေနဲ့ပယ်နိုင်ပူပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်နဲ့များဟုစကောက်စီရဝါရဖြစ်တဲ့စာများတွင်ရေးသားထားကြောင်းသိရှိရပါသည်မြန်မာစစ်တပ်နဲ့စစ်ကောင်စီတို့ဟာအမှုမျိုးကိုငြိမ်းချမ်းစွာသုံးဆွေးရန်မိတိအချင်းကများရည်ရွယ်ချက်ချင်းမရှိဘဲအမှုမျိုးလက်နက်ရရှိရန်တာရည်ရွယ်ရန်စူးစမ်းခဲ့ဒီကိုတွေ့ရှိရကြောင်းနဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့တည်ဆောက်ရေးစီမံကိန်းတဘောတူညီချက်ကမြန်မာနိုင်ငံတွေတမကဒေတာတွေလှုပ်ချရေးကိုပါထိခိုက်နိုင်ကြောင်း NUG တမရရုပ်ပြောရေးဆိုခွင့်ရှိသူကသုံးသပ်ပြောဆိုထားဖြစ်ပါသည် အကြောင်းတစ္ဆေပြမဟုတ်ဒီမှာပဲကတာနာကိုပြောပါရှင်အပင်နာစအတွေ့အတွေ့ကျဆွတ်တင်ရှိပါရဲ့ရှင်